လေးများအတွက်အထွေထွေ channel ကနေပြီးတော့မှကြိုးဆိုပါရစေ။အရင်ကတင်ဆက်ပေးနေကြကလေးကျမ်းမာရေးဗဟုသုတဗီဒီယိုတွေအတွက်ဆရာမအားလက်ဖြစ်နေတာကြောင့်အခုအတော်တွင်ကလေးတွေအတွက်စိတ်ကူးစိတ်တန်းကျဲဝါစေဖို့စာနာမှုကျင့်ဝတ်တတိတ္တစာယူသားမှုတွေတိတက်တိုးပွားစေဖို့မြန်မာအပါအဝင်နိုင်ငံတကာရင်ကျေးမှုရိုးရာတလေများသိရှိစေဖို့စိန်ခေါ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်စွာတိုးတက်စေဖို့ကလေးပုံမြင်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ကဲဒါတော့ပုံမြင်လေးကိုစားလိုက်ကြရအောင်ပါခင်ဗျာခြေတယောက်ခါမှာလူတယောက်မှာသားသုံးယောက်ရှိတယ်အဲ့ဒီသားသုံးယောက်မှာငယ်ဆုံးဖြစ်တဲ့သားလေးမှာတိန်လုံးရဲ့အထင်မြင်သေးခြင်းကိုခံရတာပေါ့ကွယ်တိန်သားလုံးကပဲသူ့ကိုအနိုင်ကျင့်တယ်တဲ့ဒီနေ့မှာသားကြီးကတော်တွင်ကိုသွားရောက်ပြီးတော့ထင်းခုတ်ဖို့ကြမ်းစီတယ်အဲ့ဒီခါမှာမိခင်ဖြစ်သူကအဲ့ဒီသားကြီးကိုတော်ထဲမှာစားဖို့စားကောင်းတောက်ွယ်တွေကိုပေးလိုက်တာပေါ့ကွယ် ။ဒါကြီးလေတော်တွင်ကိုရောက်တဲ့အခါမှာအဖိုးတယောက်နဲ့တွေ့တယ်။အဖိုးကသူ့ကို ကောင်းမွန်စွာနှုတ်ဆက်တယ်။အဲဒီနောက်အဖိုးကအမောင်နဲ့အဖိုးကအလွန်ပင်စားလောင်မွန်းသိမ့်လာပါတယ်။အမောင်ယူလာတဲ့စားစရာတွေကိုအနှဲငယ်ခွဲပြီးတော့အဖိုးကိုကျွေးပါလို့တောင်းမန်တယ်။အဲဒီခါမှာဒါကြီးကအကျွန်ုပ်မှာပါတဲ့စားစရာတွေမှာအကျွန်ုပ်တအူးတွေတက်သွားဖြစ်ပါတယ်လို့အဖိုးကိုဝင်းကမပေးနိုင်ဘူးဆိုပြီးတော့မပေးဘူး။အဲဒီတော့သူကရှေ့ကိုဆက်လက်ထွက်ခွာသွားတယ် ။အဲ့တစ်ပင်တွေကိုအထင်းအဖြစ်ခုတ်ဖြတ်တယ်။အဒီလိုနဲ့တစ်ပင်ကိုခုတ်ဖြတ်နေစမှာပစင်ချက်လွဲချော်ပြီးတော့တစ်ပင်ကိုမထီဘဲနဲ့သူ့ကိုယ်သူပြန်ထိတာပေါ့ကွယ်။အဲ့ဒီမှာသူက အလုပ်ကိုစက်မလုံးနိုင်တော့ဘဲနဲ့အနာကိုကူးသားဖို့အိမ်ကိုပြန်သွားရတာပေါ့ကွယ်။အဲ့စင်စစ်ကအဲ့လိုဖြစ်စေဖို့အဖိုးကပြုလုပ်လိုက်တာလည်းဖြစ်တယ်ကွယ်။မကြမီမှလည်းတားလက်ကတင်းခုတ်ဖို့တောတွင်းကိုသွားပြင်နေ။အမိခင်လေရှင်ဤတိုင်းပဲအရသာရှိတဲ့စားစရာတွေကိုပြုလုပ်ထည့်ပေးလိုက်တာပေါ့ကွယ်တော်တွင်းကိုရောက်တော့ ။သားလက်ကလည်းရခင်အဖိုးနဲ့ပင်တွေ့ဆုံတယ်။အဖိုးကလည်းသားလက်ထံကနေစားစရာနှင်းကိုတောင်းပြန်တယ်။အဲ့ဒီမှာပဲကိုဖို့သာတီးတက်တဲ့သားလက်ကလည်းအဖိုးရဲ့တောင်းဆိုချက်ကိုညှင်းပယ်လိုက်တာပေါ့ကွယ်။တင့်ကိုကျွန်တော်ရဲ့အဆောက်ကိုခွဲဝေပေးရလျင်သူ့စားဖို့အတွက်ရောသွားမယ်ဆိုပြီးတော့သူကဆူလိုက်တယ်။အဲ့နောက်သူကတစ်ပင်ကိုခုတ်ဖြတ်တယ်။အဲ့လိုခုတ်ဖြတ်ရမှာပထမချက်မှာဘာမှမဖြစ်ဘူး။ဒုတိယချက်ခုတ်လိုက်တဲ့အခါမှာတော့တစ်ပင်ကိုမထီပင်းနဲ့ သူ့ရဲ့ခြေထောက်ကိုပြန်လဲခုံမိသွားတော့တာပေါ့ကွယ်ဒါကြောင့်သူကလည်းပဲဆက်လက်ပြီးတော့အလုံးမလုံးနိုင်တော့ပဲနဲ့အိမ်ကိုပြန်သွားရတာပေါ့အဲဒီလိုနဲ့တားငယ်ဆုံးကဖခင်ကိုပြောတာပေါ့ဖခင်တဲ့အကျွန်ုပ်လည်းအကိုအများနည်းတူတဲ့တော်တဲ့ကိုသွားရောက်ပြီးတော့ထင်းခုတ်လိုပါတယ်လို့ပြောဆိုတယ်အဲဒီကမှဖခင်ကတင်းရဲ့အကိုတွေကလည်းထင်းခုတ်တာကြောင့်ခြေချိုးလက်ချိုးဖြစ်ကုန်ကြပြီတဲ့အတင်းကအိမ်မှာသာနေပြီလို့တင်းကအလို့ကြောင့်ကိုလည်းဘာမှအသိမှမဟုတ်ပါတဲ့ တင်းရဖို့ပုံမှုပြီးဆိုးရွားတဲ့အဖြစ်ကိုကြုံရလိမ့်မယ်လို့အထင်မြင်သေးစွာပြန်ပြောလိုက်တာပေါ့ကွယ်အဲ့ဒီမှာသားငယ်ကမယမကအထက်ထက်ပူစားတာပေါ့အဲ့ဒီတော့ဖခင်ကနောက်ဆုံးမှခွင်ပြုလိုက်ရတာပေါ့ကွယ်အမောင်းနဲ့တင်းကတင်းရမိုင်းမဲမှုအတွက်ဝေဒနာခံစားရမှာပဲလိမ့်မာလာပြီလိမ့်မယ်လို့ဖခင်ကဆိုလိုက်တာပေါ့သားငယ်သွားမယ်ပြုတဲ့အခါမှာမိခင်ကပေါမိုးချောက်တစ်ခုနဲ့ကျင်စုတဲ့ဖြောရီကိုသာပေးလိုက်တာပေါ့ကွယ်သားငယ်ကအဲ့ဒီစားတောက်ဖွဲရီကိုယူပြီးတော့တောပင်းကိုသွားတာပေါ့ အဲမကြမီသူကသူ့ရဲ့အကိုတွေတွေ့ရတဲ့အဖိုးကိုနဲ့တွေ့ဆုံတယ်။အဖိုးကရှင်နီးအတိုင်းပဲသူ့ထံကစားတောက်ခွေအနှဲငယ်ကိုတောင်းတယ်။တောင်းငယ်ကကျင်နာထက်ပြီးတော့ရရောသူတူဖြစ်တော့အဖိုးတဲ့ကျွန်ုပ်မှစားကောင်းတောက်ခွေဆိုပြီးတော့မပါဘူးတဲ့။ပါမိုးချောက်တစ်ခုနဲ့ကျင်စုတဲ့ဖြောရီတာပါရှိပါတယ်တဲ့။အဲဒီမှာဤအစားတွေကိုအဖိုးစားလို့မှာကကျွန်ုပ်နဲ့အတူတကွအခုပင်စားပါလို့လို့ပြောဆိုလိုက်တာပေါ့။အဲဒီနောက်သူတို့ကတနေရာမှာအတူထိုင်ကြပြီးတော့စားတောက်ခွေတွေကိုစားဖို့ပြင်ဆင်တာပေါ့ကွယ်။ အဲ့ဒီခဏမှာတားငယ်ကမယုံနိုင်လားအံ့ဩသွားတာပေါ့အเจ้าကသူ့ဆွဲထုတ်လိုက်တဲ့ပအောင်မိုးချောက်က အလွန်အရသာရှိတဲ့ကိန်းမွအဖြစ်ကိုကူပြောင်းနေတာကြောင့်ပေါ့အဲ့ဒီမြတ်သားမကပဲချင်းစုတဲ့ဖြောကြီးမှလည်းခြုံမွေးတဲ့ဖြောကြီးအဖြစ်ကိုရောက်ရှိနေပြီသူတို့ကအဲ့ဒီအရသာရှိတဲ့စားတောက်ဖွဲတွေကိုမြိန်ချက်စွာစားတောက်ကြတာပေါ့စားတောက်ပြီးပြီးတဲ့အခါမှာအဖိုးကအမောင်ကအဖိုးပေါ်မှာကျင်နာလှပြီးစေတနာလည်းကောင်းလာပြီးအဲဒါကြောင့်ရှိသမျှခွဲဝေပြီးတော့ပေးခဲ့တယ် အမောင်စေတနာကိုတုတ်ပြန်တဲ့အဖြစ်အမောင်ကိုအဖို့ကျေးဇူးဆက်လိုတယ်။အဲ့ဒီနေရာမှာရှိတဲ့တိပင်းအိုကြီးမြင်ပါတော့အဲ့ဒီတိပင်းကြီးကိုအမောင်ခုတ်ဖြတ်ပါ အပင်ရဲ့အမြင့်ချားမှာတစုံတစ်ခုကိုတွေးရလိမ့်မယ်လို့အဖို့ကပြောလိုက်တာပေါ့အဲ့ဒီနောက်အဖို့ကတားငယ်ကိုနှုတ်ဆက်ပြီးတော့ထွက်သွားတာပေါ့တားငယ်ကအဖို့ကိုပြောတဲ့အချိန်တိပင်းကြီးကိုခုတ်လဲပြီးတော့အဲ့ဒီမှာမြစ်တွေချာတိခေါက်ပေါက်ထဲမှာဝတ်နေတဲ့ငန်းတကောင်ကိုတွေ့ရတာပေါ့ အဲ့ဒီငါရဲ့အမွေးတောင်တွေမှာရွှေစင်စစ်ဖြစ်ပြီးအယောင်တဖိတ်ဖိတ်တောက်ပနေတာပေါ့ကွယ်။သားငယ်ကအဲ့ဒီရွှေငန်းကိုယူပြီးခီးဆက်လက်ထွက်ခွာသွားတယ်။အမေဂျာမီ သူကတဲခုအိမ်တစ်ခုကိုရောက်လာတယ်။အဲသူကအဲ့ဒီညအဖို့အဲ့ဒီအိမ်မှာပဲအိမ်မယ်လို့ဆုံးဖြတ်ပြီးတော့ဝင်ရောက်တဲခုလိုက်တယ်။အဲတဲခုအိမ်ပိုင်းရှင်မှာသမီး၃ယောက်ရှိတယ်။အဲ့ဒီ၃ယောက်တို့ကသားငယ်ရဲ့ရွှေငန်းကိုမြင်တော့အသေးချာကြည့်ရှုလို့စိတ်နဲ့ဖြစ်ပေါ်လာတယ်။အဲ့ဒီညသားမက သူတို့ကရွှေငန်းကိုကနေအမွေးတပင်ကိုလည်းနှုတ်ယူလိုချင်သေးတာပေါ့။ အဲ့ဒီမှာအမကြီးကညီမတွေကိုညီမတို့တဲ့အမမအဲ့ဒီရှင်ငန်းမွှေးကိုမရရင် မနေနိုင်တော့ဘူးဒါကြောင့်နှုတ်ယူတော့မယ်လို့ပြောဆိုတယ်အဲ့ဒီနောက်သူကသားငယ်ရဲ့အလေးကိုစောင့်နေအဲသားငယ်တပတ်ခန်းကိုဝင်သွားတာနဲ့တပြိုင်တည်းသူကရွှေငန်းကိုကင်လိုက်တယ်တခဏမှာပဲသူ့ရဲ့လက်ကငန်းမွှေးတို့မှာကပ်ညိနေတယ်ဘလို့ရုံးကန်လှုပ်ရှားပြီမလဲသူ့လက်တို့မှာတော့ခွာမရတော့အဲ့ဒီခိုင်းမှာညီမလက်ကအခန်းတွင်းကိုဝင်လာတယ်အဲသူကလည်းငန်းမွှေးကိုနှုတ်ယူဖို့လာခဲ့တာဖြစ်တယ် အဲ့ဒီမှာသူ့ရဲ့အမကိုကိုင်းလိုက်တော့သူ့ရဲ့လက်တို့မှာအမကိုမှခွာမရပဲနဲ့ကန့်နေပြန်တယ်။အညီမနှစ်ယောက်တို့ကတအူးကရွှေငန်းမှာကန့်ညိပြီးတော့ကြံတအူးကအမမှာကန့်ညိနေတာပေါ့ကွယ်။အဲအဲ့ဒီချိန်မှာညီမငယ်စုံကဝင်လာပြန်တယ်။ညီမနှစ်ဦးကရောက်လာတဲ့ညီမငယ်ကိုမလာဖို့တားမြင်ကြတယ်။အဲ့ဒီမှာညီမငယ်ကနားမဝင်ဘူး။အမတို့ပင်အခန်းထဲမှာ နေသေးတယ်။ကျမလည်းအဘဲကြောင့်မနေရမလဲဆိုပြီးတော့ပြောတယ်။အဲဒီလိုနဲ့သူကသူ့အမလက်ကိုကိုင်းလိုက်တယ် အဲ့ဒီတခဏမှာသူ့လက်ကအမားလက်ကိုမှကန့်ညိနေတာပေါ့ဒါကြောင့်သူတို့ညီမအသုံးယူကတဦးနဲ့တဦးကန့်ညိပြီးတော့ရွှေငန်းအနီးမှာတ냐ပတ်လို့နေကြရတာပေါ့ကွယ်ဒီလိုနဲ့မနဲ့မိုးလင်းလာတော့သားငယ်ကရွှေငန်းကိုပိုက်ပြီးတော့ခရီးဆက်ခဲ့ပြန်တယ်သူကရွှေငန်းမှာကန့်ညိလိုက်ပါလာတဲ့မိန်းကလေးသုံးဦးကိုလုံးဝဂရုမစိုက်ဘူးပေါ့ဒီလိုနဲ့သူတို့လေးဦးသားကတဦးနောက်တဦးတန်းစီနေသလိုဖြစ်နေတယ်အဲသူတို့ကလေဝင်းတစ်ခုကိုရောက်တော့ဖိုးသူတော်တဦးနဲ့တွေ့တယ်ဖိုးသူတော်ကမင်းမျိုးပြုတ်လေးတွေကိုမြင်တော့ တင်းတို့ကယောက်ျားပြိုတဦးနှောက်ကိုတကောက်ကောက်လိုက်နေခြင်းမှာအရှက်မရှိတာလားမင်းကလေးဟူဒီမှာအဲ့လိုပြူရမည်လီလို့ဆိုလိုက်တယ်အဲ့လိုဆိုလိုက်တော့သူကမင်းကလေးတွေကိုတားမြင့်ဖို့အတွက်အငယ်ဆုံးသမီးရဲ့လက်ကိုဆွဲလိုက်တယ်အဲ့ဒီတခဏမှာပဲသူကလည်းအဲ့ဒီမင်းကလေးနဲ့ကန့်ညစ်ပြီးတော့နောက်ကနေပါသွားပြန်တယ်အဲ့ဒီချိန်မှာဘိုးသူတော်ရဲ့တပည့်ကရောက်လာတယ်အဲ့သူကသူ့ရဲ့ဆရာဘိုးသူတော်ကိုမြင်တော့များစွာအံ့ဩဖြစ်မိတယ်ဘိုးသူတော်အဘယ်သို့ကြွမြင်နေယနေ့ဦးသူတော်ရဲ့အကြောင်းမှာတရားဝယ်ရှိပြီမဟုတ်ပါလားလို့သူကဟဲ့ော်မေးမြန်းတယ် ဘိုးသူတော်ကလည်းစကားမပြန်သူကပြေးလိုက်ပြီးတော့ပေးပြူစားကိုဆွဲထားတယ်။အဲ့ဒီမှာသူပါဘိုးသူတော်နဲ့ကန့်ညိပြီးတော့ပါသွားပြန်တယ်။အဲ့လိုပါသွားစဉ်မှာသူတို့ကလမ်းမှာရွာသားနှစ်ယောက်ကိုမြင်တွေ့တယ်။အဲ့ဒီကဘိုးသူတော်ကအဲ့ဒီရွာသားတွေကိုမိမိကိုဤဒုက္ခကနေလွတ်မြောက်အောင်ကူညီပါလို့အော်ဟစ်ပြောဆိုတယ်။ရွာသားနှစ်ယောက်ကလည်းဘိုးသူတော်ဆိုတိုင်းကူညီဖို့အနည်းကိုချင့်ကပ်လာကြတယ်။ဒါပေမဲ့သူတို့ရဲ့လက်တွေကလည်းဘိုးသူတော်ကိုထိရတဲ့ပြိုင်နဲ့ခွာမရပဲရှိနေတယ်။ ဲ့လိုနဲ့ရွှေငန်းပိုက်ထားတဲ့သားငယ်ရဲ့နောက်မှာတော့လူခုနှစ်ယောက်တို့ကအစဉ်တစိုက်ပါသွားတယ်။အနောက်ဆုံးမှာသူတို့မျိုးတမျိုးကိုရောက်ကြတယ်။အဲ့ဒီမျိုးမှာဘင်းရတပါးနန်းဆန်နေတယ်။သူ့မှာသမီးတော်တပါးသေးရှိတယ်။အဲ့ဒီသမီးတော်မှာအလွန်ပင်အတွေးခေါင်ပြီးတော့အမြဲပင်ငြိမ်စိတ်စွာနေလေးရှိတယ်။သူကတချိန်တစ်ခါမှကြီးမောခြင်းမပြုဘူး။ဒါကိုခမဲတော်ကသမီးတော်အတွက်စိတ်တော်ကရောက်နေတယ်။ဒါကြောင့်သမီးတော်ကိုကြီးအောင်ပြုနိုင်တဲ့သူကိုသမီးတော်နဲ့ထင်းများပေးမယ်လို့ကြေညာထားတယ်။ ဒါပေမဲ့အဲ့ဒီချိန်ထိဘသူမှမတက်နိုင်ကြဘူး။တားငယ်ကအဲ့ဒီသတင်းကိုကြားတော့နန်းတော်ရှိရာကိုသွားတယ်။သူ့နောက်မှာလူခုနှစ်ယောက်လည်းစီတန်းပါသွားတယ်။မင်းသမီးကနန်းတွင်းကိုဝင်လာတဲ့တားငယ်နဲ့နောက်ပါတွေကိုမြင်တယ်။ရှေးဆုံးကနေဒူးဆန်းနဲ့ရွှေငန်းကြီးကိုပိုက်ထားတဲ့တားငယ်။အဲသူ့နောက်မှာတော့မင်းမပြို့တော့ဘူး။သူတို့ရဲ့နောက်မှာတော့ဖိုးသူတော်ဖိုးသူတော်ရဲ့နောက်မှာတော့ဖိုးသူတော်ရဲ့တပည့်နောက်ဆုံးမှာတော့ဂျွာသားနှစ်ယောက်သူတို့ကတအူးနောက်တအူးအပြေးလွှားစီတန်းလိုက်ပါတယ်။ အဲ့ဒီမြင်ဝင်းကိုတမီးတော်မြင်တော့မကြည့်ပဲမနေနိုင်ဘူးကြေးလောင်းစွာအော်ဟစ်ကြီးမောတာပေါ့ကွယ်အဲ့ဒီမှာတားငယ်ကမင်းသမီးရဲ့ခမဲတော်တန်ဝင်ရောက်ပြီးတမီးတော်ကိုသူ့ရားထိုက်ချောင်းရှောက်ထားတာပေါ့ဘရင်လေးအလွန်နှစ်သက်လေတော့အဲ့ဒီနေမှာပဲမင်းသမီးနဲ့တားငယ်လေးကိုလက်ထက်ဘွဲကိုကျင်းပပေးတာပေါ့ကွယ်တားငယ်ကမင်းသမီးကိုသာမကဘရင်ကြီးရဲ့ထီးမွေနန်းမွေကိုလည်းရခဲ့သေးတာပေါ့ဒီလိုနဲ့သူတို့နှစ်ဦးလေးအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်သွားကြတာပေါ့ကွယ် โอเคပါခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာလေးတွေကြည့်ရှုခြင်းတော့ channel လေးကို subscribe လုပ်ခဲ့ပေးခဲ့ကြပါအောင်လို့ပြောရင်းနဲ့ပဲဒီနေ့အစီအစဉ်လေးကိုရန်နာလိုက်ရပါတယ်ခင်ဗျာ